မိဂလာပါမိဂလာပါကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့ music တီလုံငယ်လေးများကိုလေးစားပါတယ်နော်အခုဒီနေ့ share လုပ်ပေးချင်တာကပေါ့နော်ဟာလာဟိုကလစီနဲ့ပေါ့ကွာနော်မောင်မောင်ဆိုလားမောင်မောင်လားနော်ကလစီနဲ့မောင်မောင်ပေါ့ကျွန်တော်လည်းကလားလားဗမာလားတော့ကျွန်တော်တော့မသိဘူးပေါ့နော်အဲသူပြောနေတဲ့အနေထားလေးနဲ့ကျွန်တော်ခုနလိုပေါ့ကျွန်တော်လစ်လာတော့ share လုပ်ပေးချင်ပါတယ်ပေါ့နော် ကျွန်တော်လစ်လာတလို့ဒီကိုမောင်မောင်ဆိုတဲ့ဟိုသူကပေါ့နော်အကြီးတို့ကတော့ပြောမယ်ဆိုတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကောင်းအောင်ကောင်းကျူးတွေပေါ့နော်နောက်ပြီးမှဒီမြန်မာတပ်မတော်ရဲ့ကောင်းအောင်ကောင်းကျူးတွေတော်တော်များများပြောလာခဲ့တာပေါ့နော်အဲ့လိုမျိုးကျွန်တော်တွေ့တယ်ပေါ့အကြီးတို့ကပေါ့နော်အခုနောက်ပိုင်းကျတော့ကျွန်တော်ခုနလိုပေါ့သူပြောတဲ့စကားလေးတွေကြည့်တဲ့အခါပေါ့နော်ကျွန်တော်မြန်မာတပ်မတော်ရဲ့ခုနလိုပေါ့ပုံရိပ်ကိုထိခိုက်စေတဲ့ဟာတွေပေါ့နော် အခုလက်ရှိနိုင်ငံတော်ကာချိုဘူချိုမူကြီးကိုလည်းခုနလိုပေါ့နော်ဝေဖာတတ်ခိုက်တာတွေပေါ့နော်ခုနလိုပေါ့နော်ဒီတပ်ပိုင်းဆရာတိပိုင်းကောင်းဆော်တွေကိုဝေဖာတတ်ခိုက်တာဒီအဲဒီတပ်ပိုင်းဆရာခုနလိုပေါ့တမတော်ကိုခုနလိုပေါ့အဲအရေးညူးနွားစေတဲ့ဟာတွေတော်တော်လေးပြောလာတာတွေ့တယ်ပေါ့နော်အဲကျွန်တော်အော်နေဒီလူပေါ့ကျွန်တော်လည်းသူပြောတဲ့ဟာလေးအကြီးကဟာနဲ့အခုနိုင်ရှိပြီးကြည်ကြည်တော့နော်အဲ့ဒါပြောလာရင်တွေ့တယ်ပေါ့ကိုမောင်မောင်ဆိုတဲ့လူပေါ့နော်အခုလိုလေးတိပါတယ်နော်ဟုတ်ပြီလားကိုမောင်မောင် official ဆိုပြီးမှလည်းဟုတ်ပြီလား နော်နောက်ပြီးမှအခုခုနလိုပေါ့နော်ကျွန်တော်ကြားတော့ကတော့အခုအီတို့ကတော့ဗမာပြည်ကျွန်တော်မြန်မာနိုင်ငံမှာရှိတယ်လို့ပြောအခုနောက်ပိုင်းကျတော့ဩစတြေးလျပဲရောက်နေသွားတယ်လို့လို့ဘယ်မှာရောက်တယ်လို့တော့ကြားတယ်ကျွန်တော်အတိအကျတော့မသိအဲ့ကူမမအခုကတော့မြန်မာနိုင်ငံမှာတော့မဟုတ်ဘူးဗာလဲဆိုတော့သူနိုင်ငံခြားရောက်သွားတာထင်တယ်နော်အခုလက်ရှိပြောမှဆိုတော့ဒါကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရကိုထိခိုက်တဲ့ဟာဒီနိုင်ငံတော်တပ်မတော်ကိုထိခိုက်ဟာတာဒီပေါ့နော်တော်တော်များများပေါ့ဝေဖာပြောဆိုပြီးတိုက်ခတ်လာတာအနေထားတွေတွေ့ရတာပေါ့နော် ။ဟောပြီသူကတော့နောက်ပြီးမှအခုဘာတွေပြောလာလိုက်ဆိုတော့နော်။သူကတော့ဒေါ်စုမှဒေါ်စုပေါ့ကွာ။ဒေါ်ဆဆုကြည်မှဒေါ်ဆဆုကြည်ဆိုတဲ့အနေထားလေးပေါ့နော်။ဒေါ်ဆဆုကြည်ကဘယ်လိုတော်ပါလဲ။ဒေါ်ဆဆုကြည်ကဘယ်လိုခုနလိုပေါ့နော်။ပြည်သူအတွက်ဘလောက်ခေါင်းဆောင်နိုင်တယ်ဆိုတဲ့အနေထားလေးပေါ့နော်။ဒေါ်ဆဆုကြည်ကအရာကိုသူကတော့ခုနလိုပေါ့အချီကျူးချီမြောက်တဲ့စကားလေးတော်တော်လေးပြောလာတာတွေတွေ့ရတယ်ပေါ့နော်အခုနောက်ပိုင်းပေါ့နော် ခုနလိုပေါ့နော် ဟုတ်လားအဲ့တော့ကျွန်တော်ကကုမော်မော်ကိုပြောချင်တာဟုတ်လားဟုတ်ပါပြီဟုတ်ပါပြီဒေါ်စားစုကြည်ပေါ်တော့ထားလိုက်တော့ခင်ဗျားအမေစုပေါ့ကွာခင်ဗျားတို့တအားကြီးပေါ့နော်အဲခုနလိုပေါ့နော်သဘောကျတယ်ပေါ့သူ့ကိုတအားကြီးလေးစားတယ်ဆိုပြီးတော့နော်ဒေါ်စားစုကြည်အခုလက်ရှိအသက်ရှင်နေရှိပါတယ်နော်သမီးချက်ဒီပါညာလိုက်သွားလိုက်ပါပေါ့နော်ကီးဆောက်ဒီပါညာပေါ့ကွာဟုတ်လားကီးဆောက်ပကြစေပါညာနဲ့လိုက်သွားလိုက်လို့ကုမော်မော်ကိုပြောပြချင်ပါတယ်နော်ဟုတ်ပြီလားနော် ဒေါသစုကြည်အဲ့မှာအခုအချုပ်ထဲမှာလားဟိုခုနလိုပေါ့နေရကြေးချုပ်လားမသိဘူးအဲ့မှာခုနလိုတကားဆောက်ဒီမှာတောက်လုတ်လိုက်ဟုတ်လားကိုကရသဘောကျတယ်ဆိုပြီးကျွန်တော်ပြောပြတာနော်ကျွန်တော်ပြောပြမယ်တော့အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုအခုလိုချွတ်ချွတ်ကြပြီးမှမြုပ်ပြတာတွေဖြစ်သွားတာလူမျိုးရေးအနေနဲ့အချီချီခုနလိုပေါ့ဗမာတော်မှာဗမာချီချီခုနလိုပေါ့တတ်ဖြတ်တဲ့အနေထားတွေရောက်သွားတာတွေနော် နောက်ပြီးတော့မြန်မာနိုင်ငံရဲ့ဘုရားဘာသာတဏနာကိုဖျက်လို့ဖျက်စီးခံရပြီဘုဘုရားဘာသာရဲ့ဥတီထားတဲ့ဟာလားចောင်းတိုင်ဆရာတော်ဒီတတ်ပြက်ခံရတာဒီနော်ဟုတ်ပြီလားဂျာနာအခုလေးရှိခဏလာတိုင်းတာလက်နဲ့ကြိုင်နေတဲ့အခုတိုက်တစ်ဖက်အခုမြန်မာတတ်မတော်နဲ့ဟာလားတိုက်ပွေးတွေဖြစ်နေပြီးမှကျွန်တော်တို့မြုပ်ပြပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာတန်ကနာကြောင့်စိဘေးရှောင်ဒုက္ခဒုက္ခနဲ့ရောက်နေတာဘာလို့ကြောက်လဲခင်ဗျားတို့မော်မော်ရေးကျွန်တော်ပြောပါခင်ဗျားအရာတော်ပါတယ် ဟာလာဟာဘတ်တိတ်ကတူကရထားတယ်ဆိုပြီးမှနိုင်ငံခြားသားနဲ့ယူထားတဲ့အမေစုခေါ်တဲ့ဒေါ်ဆာစုကြည်ကြောက်ဆိုတာခမားမတိတော့ဘူးထင်တယ်မတိဘူးထင်တယ်ပေါ့နော်မတိချင်အောင်ဆောင်းနေတာလားမတိဘူးဟုတ်ပါတယ်အမေစုဒေါ်ဆာစုကြည်သူဟာဘတ်တိတ်ကတူကចောင်းစင်းတယ်တိတ်ကလေးလည်းကျွမ်းတယ်ဘာသာရေးအများကြီးကျွမ်းတယ်သူကျွမ်းပါတယ်လို့နော်ဒါမဲ့ငါတို့နိုင်ငံကူတော့ဖြက်လို့ဖြက်စည်းရနေနဲ့လှုပ်သွားတဲ့အနေထားမှာရှိပါတယ်လို့နော်အခုလို့ဖြစ်နေတာဘလို့ကြောက်လဲ ဟုတ်လားနော် NLD ပါတီဥက္ကဋ္ဌနိုင်ငံဒေါ်စာစုကြည်ကြောက်ဆိုတာလည်းမမှားဘူးဒေါ်စာစုကြည်ကိုထောက်ခံလဲဟာလာသူ့ရဲ့အပေါင်းပါပါတီဝီဒီကြောက်ဆိုတာမြန်မာနိုင်ငံခုလိုဖြစ်နေတာဆိုလည်းမမှားဘူးဟုတ်ပြီလားကျွန်တော်လစ်လာတလောက်ပြောတာနော်အဲ့ကြောင့်ကုမောင်မောင်ခင်ဗျားကိုပြောပြမယ်နော်ရှစ်တမျိုးကိုရတမျိုးမလုံးနဲ့လို့နော်ကြာကူလီတိမလုံးနဲ့လို့နော်ဟုတ်ပြီလားခင်ဗျားကျွန်တော်ဒေးပြောပါမယ်မြန်မာနိုင်ငံရဲ့ဖြစ်စရာမလဲကိုမသိ ိတ်หนีလိုက်ပါလို့เนาะတည်ရသားချင်းနဲ့ခမားဟိုဖက်ရောက်ယူဟိုဖက်ပါလိုက်ဒီဖက်ရောက်ယူတဖက်ပါလိုက်နဲ့ခမားခွေးမိကောက်ကြည်တော့ဆွတော့မလောက်ပါနဲ့လို့ကုမောင်းပါတော့ကျွန်တော်ပြောပြချင်ပါတယ်เนาะကျေးဇူးတင်ပါတယ်